ဘအခန်းကမိမအခန်းသရှင်ပြီးတော့အပြင်မှာလည်းတော်တော်မှောင်လာခဲ့သလိုကျွန်တော်လည်းတော်တော်လေးကိုပြိုင်းသွားခဲ့ပြီချွေးတဲ့အောင်ဆောင်ရင်းနဲ့ခဏနေမှရေချိုးမယ်လို့တွေးပြီးဝှက်ထားတဲ့တီရှပ်ကိုချွတ်လိုက်တယ်ကိုလုံးမောင်ကချွေးဆက်တွေကိုတီရှပ်နဲ့လိုက်တော့ရင်ကို့လက်မောင်းသားတွေကို ပြန်ငုံကြည့်ပြီးကျွန်တော်သဘောကျနေမိတယ်ထရိနာနဲ့တေးတေးချာချာဆော့ထားလို့ကျွန်တော်ကိုလုံးမောင်စက်သားတွေကသူ့နေရာနဲ့သူလှနေတယ်လေ အခုကျွန်တော်ဆော့နေတဲ့နေရာကဈေးမကြည့်ပေမဲ့ပိုင်ရှင်ကိုရိုင်းက trainer မလို့အရင်အဆင်ပြေတယ်လေရွှေတိတ်သွားလို့ရေချိုးရမယ်လုပ်နေတော့မှာစကားခောက်တန်းပေါ်လာတယ်ဒီနေ့မှဒီနေရာကိုပြောင်းလာတဲ့ကျွန်တော်အတွက်လာစရာဧည့်တယ်လည်းမရှိပါဘူးလို့တွေးရင်တကားသွားဖွင့်လိုက်တော့တကားဝမှာမိမတရားအိမ်နေရင်ခောင်းဝင်လက်ပြက်ခပ်ပါပါနဲ့သပင်တွေကိုဖားလာချထားတယ်။နတ်မောင်ပြောင်းလဲနေတဲ့သပင်တွေကသူ့တင်ပါနာအထိ လလပပတွဲလွဲခိုးလို့သူ့ခန္ဓာကိုယ်ကတွယ်တွယ်နဲ့နဲ့ကျွန်တော်စိတ်ထဲကနေလေးတစ်ချက်ချုံလိုက်တယ်။အိမ်သားတွေမျက်စိအစာကျွေးစရာ အမိုက်စားတယောက်ရှိတာကို့အတွက်ခွင့်မဲမဟုတ်လား။သူကသူ့စပင်တွေကိုပခုံးနှစ်ဘက်ကနေကြော်ချပြီးခါဝင်အပေါ်ကနေရင်သားတွေဖုံးအောင်လှုပ်ထားပေးမယ်။အတွင်းကံဝင်မထားလို့ထင်တယ်။သူ့ရင်သားထိတ်ကလေးစူထွက်နေတာကိုကျွန်တော်အင်းကြီးပေါ်ကနေမြင်နေရတယ်။ဒီမှာ ကျွန်တော်မျက်လုံးတွေကိုသူ့ရင်သားပေါ်ကနေသူ့မျက်လုံးတွေစီကိုပြောင်းရွှေ့အာယုံဆိုင်လိုက်တယ်။ငါမောင်ကအစ်စ်ပြောင်းလာတာမဟုတ်လား။ကျွန်တော်ခေါင်းပဲညှိပြလိုက်တယ်။အင်းတခါတည်းတရားအမလာပြောထားဒီအဝင်လန်းစင်ဟာဒီမှာထားလို့မရအောင်ဒီဘက်ချမ်းအမပိုင်တာ။မောင်လေးပိုင်တာကမောင်လေးပန်းအိုးတွေချတာတဲ့နေရာအထိပဲပြန်သိမ့်လိုက်နော်။ရောက်ရောက်ချင်းစောင့်နေထွင်းတယ်လို့နေရလာခွဲချမ်းပြတဲ့ဒီမိမကိုကျွန်တော်စိတ်ချင်ပေါက်ပါတယ် ။သူလည်းဘာမှထားထားတဲ့နေရာမဟုတ်ဖ ೇನೆ အဝတ်လန်းစင်တစ်စင်ကိုပုံကြီးလာချဲ့ပြနေ။တကယ်ဆိုကျွန်တော်လည်းအကြာကြီးထားဖို့စိတ်ကူးမရှိပါဘူး။နေရာမကြသေးလို့သာခဏတက်ဖြုတ်ထားတာ။အခုလည်းကျွန်တော်ဘာပစ္စည်းမှမထားနေတာ။ထားစရာရှိတော့ပြောကျွန်တော်လာရွှေ့ပေးမယ်။အဲ့ဒီမိမကသူ့အိမ်မှာလှည့်ဝင်ဖို့ပြင်နေရကနေကျွန်တော်ကိုလည်းပြန်လှည့်ကြည့်လာတယ်။ကိုအာရုံမင်းရှိတော့ပြောစရာရှိတာလာပြောတာ။နောက်မှမဖြစ်ရင်လှုပ်ပစ်လိုက်ရုံပဲ သူပြောချင်တာကိုပြောပြီးသူ့အိမ်ထဲကိုပြန်ဝင်သွားခဲ့တယ်။ယောက်ျားတံမဲတိုက်ကတ်တက်တယ်လို့အပြောမခံချင်တာနဲ့အဝတ်လမ်းစဉ်ကိုအခန်းထဲကိုပြန်သွင်းယူခဲ့လိုက်တယ်။ရန်ကုန်လူတွေကတွန့်လို့စရာမရှိရင်ရှူနေတဲ့လေကြောင့်တွန့်လို့ကြတယ်လို့တွေးပြီးကျွန်တော်ခေါင်းခါလိုက်မိတယ်။အဝတ်လမ်းစဉ်ကိုနေရာချပြီးတော့ရေချိုးခန်းထဲကိုတန်းဝင်လိုက်တယ်။ရေပန်းကိုဖွင့်ချပြီးအောက်ထဲဝင်ရရင်ကုနကမိန်းမရဲ့မျက်လုံးတွေကိုမြင်ရောင်လာတယ်။သူ့မျက်လုံးတွေကမြင်မှုနေကြတယ်မတူပဲတစ်မျိုးပဲ။ မျက်စံအင်ရှေးလျားလျားနဲ့စူးတောင်နေတဲ့မျက်လုံးတွေအဲ့လိုမျက်လုံးတွေနဲ့မိမကိုကျွန်တော်ကိုလုံးအောင်မှာဖိထားပြီးအော်ဟစ်ကြီးတွားတောင်းဆိုနေအောင်လှုပ်ကျင်ဘလို့နေမလဲသူ့သပင်ရှေးတွေကိုနောက်ကနေလက်တွေနဲ့ရစ်ပတ်ဆွဲထားပြီးသူ့တင်မာရီကိုရိုက်ရင် သူကျွန်တော်ကိုအဲ့လိုမျက်လုံးဆူဆူရဲရဲတွေနဲ့ပြန်ကြည့်နိုင်မှာလားနှုတ်သီးကောင်ရှာပါနိုင်ပုံရတဲ့နှခမ်းတွေကို အတင်းဖိကန်နမ်းပြစ်လိုက်ရင်တော့သူကျွန်တော်ကိုပြန်မစွာနိုင်လို့တော့ဦးထင်တယ် သူ့အနံ့ကရောဘလို့နေမလဲကျွန်တော်အကြိုက်ဆူးရှက်ရှာဖြစ်နေတော်တော်မိုက်မယ်ရေချွင်ရင်အဲ့ဒီမိမကိုမြင်အောင်ရင်ကျွန်တော်ကောင်ကိုကျွန်တော်အာသာဖြေလိုက်တာနည်းနည်းတော့ကြာသွားတယ်ကျွန်တော်တို့နောက်ဖေးရန်နာရီကကတ်နေတဲ့အတွက်အဲ့ဒီမိမရဲ့အဝတ်လန်းစင်ကနေအပြာနှုတ်ရောင် ပင်တီတစ်ထည်ကိုကျွန်တော်ခိုးယူလို့ရလိုက်တယ်ရေလျှော်ပြီးလို့ထင်တယ်ဘာအနမ်းမှမရတော့လို့ကျွန်တော်စိတ်ပြတ်သွားတယ်ဒီကိစ္စရရဲ့နောက်ပိုင်းမှာ ကျွန်တော်ဟာအဲ့ဒီမိမနဲ့မဆုံဆုံအောင်စူးစမ်းဖြစ်တယ်။သူ့ကိုမနှက်ခင်းတွေဆိုရင်တိတ်မတွေ့ရတဲ့ဘူး။သူကညလူဖြစ်ပုံရတယ်။ညမိုးချုပ်လောက်မှသူ့အခန်းဘက်စီကအတန်တချို့ကိုကြားရတတ်တယ်။တော်ဖွင့်တန်း၊ရေတန်းစသဖြင့်ပေါ့။တခါတလေကျွန်တော်တကောင်လောက်ဘိုက်စာလို့အောက်ကိုဆင်းရင်ဓာတ်လီကမှသူ့နဲ့ဆုံတတ်တယ်။အဲ့ဒီခါဓာတ်လီကကနေအတူဆင်းရင် နောက်ကနေသူ့တင်မတွေနဲ့သပင်တွေကိုလိုက်ငင်းနေမိတယ်။သူ့သပင်နတ်နတ်တွေပေါ်မှာ ကျွန်တော်စီကတုတ်ရီဖြူဖြူတွေနဲ့သာဆိုစပယ်ပွင့်ကလေးတွေပန်ထားတယ်လို့လှမယ်ကျွန်တော်စိတ်ထဲကနေအဲ့ဒီမိမကိုအမျိုးမျိုးအလှဆင်ကြည့်တယ်အဝယ်စားမျိုးစုံပုံစံမျိုးစုံ ကျွန်တော်စိတ်ထဲမှာတော့မြန်မာဝတ်စုံနဲ့သူ့စပင်ရှေတွေနဲ့ဟာအလိုက်ဖက်ဆုံးပဲအဲ့လိုဝတ်စုံလေးနဲ့သူ့ကိုကျွန်တော်ရှေ့မှာဒူးတုတ်ခိုင်းပြီးသူ့စပင်တွေနဲ့ကျွန်တော်အာ ကျွန်တော်တွေ့ရတနေ့ထက်တနေ့ပိုးပိုးပြီးတော့ပြင်းထန်လာတယ်။ဒီမိမကိုကျွန်တော်ရှေ့မှာဒူးတုပ်ခိုင်းထားပြီးကျွန်တော်ကိုအာသာငန်းငန်းမျက်လုံးတွေနဲ့မော်တီဖို့ကျွန်တော်လက်မောင်းနေချာမှာတုံလင်ယုံကန်အော်ဟစ်နေတာကိုမြင်ရဖို့ဟာကျွန်တော်ရဲ့ရည်မှန်းချက်တွေလိုဖြစ်လာခဲ့တယ်။ရည်မှန်းချက်ရှိမှတော့ကျွန်တော်ကသူ့ကိုချင်းကဲ့ရပြီ။ခင်အောင်ပေါင်းရပြီ။ဒါပေမဲ့ဒီမိမကအကြောတိတ်တင်တယ် ကျွန်တော်ကိုဖောက်လွှဲတဲ့ငပီးရှိတယ်တဲ့လူတော်အပြန်ဖမ်းမလုပ်ခဲ့ဘူး။မုတ်ဆိုးဆိုတာလူချင်းနဲ့တားကောင်ရဖို့စိတ်ရှည်ရတယ်တဲ့။အဲ့ဒီမျိုးသမီးကိုကျွန်တော်ရနိုင်မှု အခွင့်အရေးဟာဒီနေ့မှကျွန်တော်လက်ထက်ရောက်လာခဲ့ပြီ။အခုကျွန်တော်အိတ်မလို့လုပ်နေတော့ကျွန်တော်အခန်းဝကိုအဲ့ဒီမိန်းမရောက်လာတယ်။သူ့ပုံစံကတခုခုကိုအသေးအံကြောက်နေခဲ့တယ်လို့ဇောချွေရင်းနဲ့တကူလုံးတုံရင်လို့မမဘာဖြစ်လို့လဲ။အမကလေးရောက်ကိုမွေးဝင်သွားလို့ ကျွန်တော်တို့တချောင်းကင်ပြီးသူ့အခန်းစီကိုကူးသွားလိုက်တယ်။ကျွန်တော်တို့အခန်းနေရာတွေကအရင်ကလဲခွင်းနေရာကိုပြန်ဆောက်ထားတာဆိုတော့မွေတွေကြွက်တွေကတော့လာတတ်တယ်လေ။ဒါပေမဲ့အပေါ်ဆုံးအထက်ထိရောက်လာတာကတော့နည်းနည်းလွန်တော့ပေါ့။ကျွန်တော်ကြည့်ပြီးမှမမကြည့်လိုက်တော့တကယ်ပဲကရင်အောက်ကယောက်ျားစီးစနီးကဖနှက်ဟောင်းတစ်ဖက်ပေါ်မှာဘိုက်ဝါဝါနဲ့လင်းမွေကြီးကျွန်တော်မွေကိုဖနှက်နဲ့အတူဆွဲထုတ်ပြီးသူ့ရှေ့ကိုပြလိုက်တယ် မကြောက်ပါနဲ့မမရဲ့လင်းမွေပါတကယ်ကသူကြောက်မှန်းသိလို့ကို ကျွန်တော်တမင်ပါဝါပြတာသူကတော့အားကနေအော်ပြီးသူ့အခန်းကနေကျွန်တော်အခန်းဘက်ကိုကူးပြေးသွားတယ်ကောင်းတယ်အဲ့ဒီမိမကြောက်နေတာကိုမြင်ရတာကျွန်တော်မွေကိုတွားပစ်လိုက်ပြီးအခန်းထဲဝင်လိုက်တော့သူကကျွန်တော်အခန်းကဆိုဖာပေါ်မှာခြေထောက်တွေကိုတင်လို့ထိုင်နေတယ်အမတခုခုမတော့ပဲဒီညမအေးရဲဘူးကွယ်ဖာတော့ဆရာရှိလေရင်မရှိဘူးမမ ကျွန်တော်ကတယောက်တည်းနေတော့လေဒါဆိုလဲကိုကြီးလက်ဆနဲ့အမခန်းထဲရရေခဲတက်တာထဲမှာချက်တန်နေရပလင်ရှိတယ်စားစရာတွေလည်းရှိတယ်အမသွားမြူရလို့မောင်လေးသွားယူလိုက်နော်မယူစရာဘာကိစ္စမှမရှိဘူးလေစားရခံကြုံတော့ကိုမန်းနေရတယ်မိမကိုနဲ့အရက်တောက်ကိုဖြစ်လာတော့တာပဲဟာကျွန်တော်သူ့အိမ်ထဲဝင်ပြီးရေခဲတက်တာတွေကပလင်တွေမယူခင်ကိုနက သူ့အခန်းထဲကိုဝင်လိုက်တယ်ဒီမျိုးသမီးကလူလေးမိုက်ပြီမယ် အနေထိုင်ခြင်းဘက်ပုံပဲသူ့ခံအောင်ဝင်ဝင်လာတော့နေသေးတယ်သူ့ကရင်ချင်းဘက်မှာယောက်ျားစီဖက်နဲ့တော်တော်များများကိုပုံထားတယ်တချို့ဆိုဖုန်တွေတက်ပြီးတော့ဟောင်းနှမ်းလို့တောင်နေပြီကျွန်တော်တီးတဲ့လောက်တော့သူ့စီကိုယောက်ျားတွေလာတာမတွေ့တဲ့လောက်ပဲဒါဆိုဘယ်သူဖက်နဲ့တွေ့လဲကျွန်တော်ဆက်ဆက်ဆွတ်ဆွတ်တွေးနေတာကိုရက်ပြီးတော့ကိုနကကရင် အောက်ကောင်မွေကိုဆွဲထုတ်နေရင်ကျွန်တော်မြင်ထားတဲ့ကရင်ဘောကသူ့အတွင်းငယ်ပေါင်းမိအလေးကလေးကိုလှမ်းယူလိုက်တယ် ချွတ်ထားတာမကြသေးဘူးထင်တယ်။သူ့အနံ့ကကျွန်တော်အကြိုက်ဆူရှက်ရှာအနံ့တွေကိုကျွန်တော်ရှူရှိုက်သွင်းရင်စိတ်တွေတက်ကြလာတယ်။ဘောင်းမီလေးကလေးကိုကျွန်တော်ဘောင်းမီအိတ်ထဲခိုးထက်ပြီးမိဖို့ကန်နဲ့ဝင်ခဲ့လိုက်တယ်။အရက်တွေရောစားစရာတွေတချို့ပါယူလာပြီးကျွန်တော်အိမ်ကအဲကန်းထဲမှာပဲတောက်ဖြစ်ကြတယ်။ရီဝေနေရနေတဲ့မျက်နှာလေးနဲ့အဲ့ဒီမိမဟာချစ်စရာလေး။ကျွန်တော်ကတော့ဒီညသူ့ကိုအရချိုင်မှမလို့ အရက်ကိုတောက်ချင်နိုင်မတောက်ဖြစ်ပဲထိမ့်တောင်နေခဲ့တယ်။တောင်ရင်နဲ့သူပူပူပြီးမူးလာတယ်။ကျွန်တော်စကားတွေအများကြီးပြောပြီးရဲတယ်။ကျွန်တော်သူ့ဘေးကိုဝင်ထိုင်လိုက်ပြီးသူ့ပခုံးကိုဖတ်ထားတော့လေ။သူဘာမှမပြောဘူး။ကို့ရင်ခွင်နဲ့ရောက်နေပြီဖြစ်တဲ့မိန်းမတယောက်ဟာတိတ်တော့မခတ်ခဲလာတော့ဘူးပေါ့။ကျွန်တော်အရန်တွေ intro မဝင်နေတော့ပဲသူ့နှခမ်းတွေကိုခတ်ကြမ်းကြမ်းနှမ်းလိုက်တယ်။သူ့ဘက်ကမငင်းဘူး။ပြန်တုတ်ပြန်လာပုံက လုံးဝကိုခက်ကြံကြံဝိနေကြလက်ပြက်ခောင်းဝင်ဆိုတော့သူ့ဝိတွေက အလွယ်တကူကြွားကြသွားတယ်အာသူ့ရင်သားတွေကဝါကုန်းဆိုင်အီအီလေးတွေလိုဝါဝင်းပြီးတော့ခက်တွဲတွဲလေးရှင်ဘက်ကိုကော့ပြီးကျွန်တော်ခောင်းတွေကို သူ့လက်နဲ့ဖိကက်ထားတယ်သူ့ညီးတန်တွေကပူလောင်ပြင်းပြလို့ကျွန်တော်ဝတ်ထားတဲ့ညဝက်ပေါင်းမီကိုဆွဲချလိုက်တယ် ျွန်တော်တို့ဟာတကူတကပြောစရာမလိုပဲနဲ့တယောက်လိုအပ်ပုံကိုတယောက်သိနေခဲ့ကြတယ်။အဲ့ဒီမိမဟာ သူ့နှကန်းတွင်နဲ့ကျွန်တော်ကို အသားလေးထိတွေ့ပြီးမော့ကြည့်ရဲ့။ပေါ့အန်ဆဲဆဲမွေးတကောင်လိုစူးရဲနေတဲ့မျက်လုံးတွေကျွန်တော်စိတ်တွေကြွတတဲ့ကြွလာတယ်။သူ့ရှာရီဟာသူ့ကြောက်တဲ့မွေးတွေလို တလန်းလန်းနဲ့ကျွန်တော်လိန်နာဟာ သူ့နှကန်းဖြာမှာဒူရီယာတခုလို့ ကျွန်တော်မငြင်းမိအောင်ထိန်းချုပ်လို့မရဘူးကျွန်တော်သူ့ကိုဆူဖာဘောကိုတွန်းလှဲလိုက်တယ်ကျွန်တော်တို့ကဘာဦးဂီတာတွေကို အသက်ရှူတန်ပြင်းပြင်းတွေနဲ့အတူဖန်တီးကြတယ်15မိနစ်လောက်ကြာတဲ့အခါကျွန်တော်ကြိုးပမ်းမှုတွေရဲ့အောက်မှာ သူ့ခန္ဓာကိုယ်လေးအစွမ်းကုန်တွန့်လင်းယုံကန်ကျွန်တော်ကြောပြင်တွေကိုလက်သေးတွေနဲ့ကုတ်ချစ်ပြီးသူ့ဆူဖာဘောငြိမ်ကြသွားတယ်ထွေးဆိုနေတဲ့သူ့ပါးပြင်ကလေးကိုကျွန်တော်ပါလေးနဲ့ထိခဲ့ရင် မမပြီးပြီလားသူအတန်မထွက်ပဲခေါင်းပဲညှိပြတယ်ဆိုဖာအောက်ကိုဆင်းထိုင်ပေးစမ်းမကျွန်တော်စကားကိုသူမငင်းဘူးဆိုဖာဘောကနေလျှော့ချပြီး ကျွန်တော်ခြေရောက်ရှိမှဒူးတွေတုပ်ပြီးထိုင်လိုက်တယ်မမကျွန်တော်ကြည့်ပါဦးမောကြည့်လာတဲ့သူ့မျက်လုံးတွေကိုငေးရင်ကျွန်တော်စိတ်ရောကိုယ်ပါလှုပ်ချလိုက်တယ်သူကရုတ်တရက်လန့်ပြီးမျက်နှာလွှဲလိုက်လို့ အရေးတွေကသူ့နေရွက်အထက်ကဇပင်းတွေပေါ်ရောက်သွားခဲ့ပြီမဲ့ကျွန်တော်စိတ်ကူးတွေကအတိုင်းဇပယ်ပန်းကလေးတွေပန်ထားသလိုပဲတိတ်ကိုလှနေခဲ့တယ်။ဟဲဇပင်းတွေပေါ်တော့လို့သူပြောပြီးကျွန်တော်မျက်စောင်းနုနုထိုးတယ်။လိုချင်တာရသွားတဲ့အပြင် သူ့ရဲ့ဆွဲမက်စရာပုံစံတွေကြောင့်ကျွန်တော်စိတ်ထဲမှာသူ့ကိုချစ်လာမိတယ်။သူ့ကိုဆွဲထူဇပင်းပေါ်ကဟာတွေကိုတ िश ူးနဲ့ဖယ်ပေးတဲ့အခါ မမကငြိမ်ငြိမ်လေးကျွန်တော်ကိုငင်းနေတယ်။ကျွန်တော်သူ့နှဖူးလေးကို ဖောက်ဖွာနှမ်းပြီးဒီညာကျွန်တော်နဲ့အိတ်မလားလို့မေးတော့ဒီမွေရောဟိုမွေရောပါဦးချက်တယ်ရှင်လို့နုံနယ်ကလေးပြန်ဖြေတယ်။ကျွန်တော်ရဲပြီးသူ့ကိုတအားဖတ်ထားလိုက်မိတယ်။အဲဒီနောက်စိတ်ကရက်ဖွာ ရေတောက်တာရီလှုပ်ပြီးကျွန်တော်နဲ့သူဆိုဖာပေါ်လှည့်ပြီးအနားယူကြတယ်။အဝယ်စားကင်းမဲ့နေစေမမဟာ ကျွန်တော်လက်မောင်းနေတယ်မှာမျက်လုံးတွေကိုမှိတ်ပြီးငင်ငင်ကလေး ဒီလိုနဲ့ကျွန်တော်မမကိုပွေဖက်ပြီးအိပ်ပျော်သွားခဲ့တယ်။ကျွန်တော်ခန္ဓာကိုယ်အောက်ပိုင်းစီမှာအေးဆက်ဆက်ရှာကလေးတစ်ချောင်းရဲ့လိမ်ပတ်နေတဲ့အထိတွေ့ကျွန်တော်မျက်လုံးတွေကိုမဖွင့်ပဲစိန်ခံနေမိတယ်။မမဟာအထံမာလေးပဲအိပ်နေတဲ့ကျွန်တော်ကိုသူ့ရှာရင်းနဲ့နှိုးဆွနေခဲ့တာ။ကျွန်တော်ဆက်အိပ်ချင်အောင်ဆောင်နေပေမဲ့ခန္ဓာကိုယ်ရဲ့အထိတွေ့ကိုတုံ့ပြန်ဖို့ကငင်းဆန်လို့တော့မရဘူး။မမရဲ့အာခေါင်ကနွန်းနွေးလေး စည်းကုံနဲ့လာထိတဲ့မမနှကန်းလေးတွေကအေးဆက်ချွဲကြည့်အေးဆက်ဆက်ချွဲကြည့်ကြည့်နှကန်းတွေပိုးပြီးတင်းကျပ်နဲ့ဆိုင်လာတဲ့စုပ်ယူမှု ကျွန်တော်မျက်လုံးတွေကိုအလံတကြားဖွင့်ကြည့်မိတဲ့အခါကျွန်တော်ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးဟာမွေတကောင်ရဲ့အာဂရင်းထဲမှာ